ကမာလီမျက်နှာတကပါတင်ပြီးသူမကိုညင်းပယ်ခဲ့တဲ့နာမည်သုံးလုံးနဲ့မင်းသားအကြောင်းဖော်ထုတ်လာတဲ့အီမီဇန်ပရိသတ်များလုံးမင်္ဂလာပါရှင့်ဘာမီဆယ်လီဘရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် နဂါမေတော်အီမီဇန်ကတော့သူမလိုမျိုးချောမျောလှပဆွဲဆောင်မှုအားကောင်းလွန်နဲ့မင်းသမီးတယောက်ကိုညှင်းပေးခဲ့တဲ့ထိတ်တမင်းသားတလက်ရဲ့အကြောင်းကိုအခုလိုဖော်ထုတ်ပြပြလာခဲ့ပါတယ်။သူမလည်းအစတော်ကတော့မပြောချင်ပေမဲ့ဒါကအင်မတန်ကိုစိတ်တူစရာကောင်းတာကြောင့်အားလုံးသိအောင်လို့ထုတ်ဖော်ပြပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီမင်းသားကကောင်မလေးရဲ့မျက်နှာကိုတကပါတင်ပြီးတော့သူမကိုလုံးဝအဖက်မလုပ်ပဲညှင်းပေးခဲ့ရကြောင်းနဂါမေတော်အီမီဇန်ကတော့ဒေါသတွေထွက်ပောက်ကွဲနေခဲ့ပါတယ်။ ူမလိုမျိုးအနုပညာအရာမှလည်းထူးချွန်သလိုရုပ်ရည်အနေထားပြည့်ပြည့်စုံနေတဲ့မင်းသမီးတလတ်နဲ့ရုပ်ရှင်ဇာတ်ကားကြီးအတူရိုက်ကူးဖို့အတွက်ကံလန်းခံရတာတောင်မှအဲ့ဒီမင်းသားကငင်းပယ်ခဲ့ရဖြစ်ပါတယ်။အဆိုပါနာမည်၃လုံးနဲ့ထိတ်တန့်မင်းသားကအစတော်ကတော့ဇာတ်ကားအတူရိုက်ကူးဖို့အတွက်လက်ခံခဲ့ပါသေးတယ်။ဒါကြောင့်ရိုက်ကူးရေးတွေလည်းစီစဉ်နေခဲ့တဲ့ချိန်မှာတော့အဲ့ဒီမင်းသားရဲ့ကောင်းမလေးဖြစ်သူကမင်းသမီးကဘယ်သူလဲအီမီဇန်ဆိုရင်တော့လုံးဝမယိုင်းနဲ့ဆိုပြီးတစ်ချက်လွတ်အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒီအခါမှာတော့ကောင်းမလေးကိုအယမ်းချစ်ပြီးဇာတ်ကားကိုနာခံတယ်လို့နဲ့အဲ့ဒီမင်းသားက ောင့်အီမီဇန်နဲ့အတူရိုက်ကူးမဲ့ဇာကားကြီးကိုချက်ချင်းပဲနှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဒါကအရန်ကမှာ professional မပီးသားတဲ့လုပ်ရက်တစ်ခုဖြစ်ပြီးအလုံးနဲ့ကိုရီးကိုတာကိုမခွဲခြားတတ်တဲ့အတော်လေးကိုစိတ်တူစရာကောင်းတဲ့လုပ်ရက်တစ်ခုပဲဖြစ်ပါတယ်။ဒီအခါမှာတော့အရန်ကိုစိတ်ဆိုးသွားခဲ့ပြီးတော့အလုံးလုံးတဲ့နေရာမှာဒီလိုမျိုးကောင်မလေးရဲ့ဇာကားကိုနားထောင်စီအောင်လို့လို့လာလို့မေးခွန်းထုတ်လာခဲ့ပါတယ်။ အမှန်တကယ်ဆိုရင်အမှုပညာလောကသားတွေအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေပဲရိုက်ရိုက်ဇာတ်လမ်းတွေပဲရိုက်ရိုက်ကြာရဇာတ်ရုပ်အတိုင်းမှာကြတဲ့မင်းသမီးနဲ့အကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်ရတာဖြစ်ပါတယ်။ဘယ်မင်းသမီးနဲ့မှရိုက်ချင်တယ်ဘယ်သူနဲ့ဆိုရင်တော့မရိုက်ချင်ဘူးလို့ညင်းပယ်နေရတာကတော့တကယ်ကောမှ professional မပြီးသားတဲ့လောက်ရတစ်ခုပဲဖြစ်ပါတယ်။ ။တသင်းစားရိဆိုရင်တော့မပြောတတ်ပေမဲ့အခုကတော့နာမည်သုံးလုံးနဲ့နိုင်ငံကျော်မင်းသားတယောက်ဖြစ်နေတဲ့အတွက်အောင်မြင်ပြီးတော့အောက်ခြေလော်ကမာနာကြီးသွားတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကမာလေးကငင်းပယ်ခိုင်းနေဆိုပြီးတော့အကြောင်းပြချက်ပေးကရှောင်ထွက်သွားတာလည်းဖြစ်နိုင်ပါသေးတယ်။ဒါပေမဲ့လည်းအီမီဇန်ကတော့သူမကိုအခုလိုမျိုးပဲငင်းပယ်ခဲ့ပြီးတော့ရက်ဆက်စွာနဲ့ထားပစ်ခဲ့ပြီးအဲ့ဒီမင်းသားရဲ့လုံရက်ပေါ်မှာအယံစိတ်ဆိုးနေကြတာဖြစ်ပါတယ်။သူမလိုမျိုးထူးချွန်တဲ့မင်းသမီးတယောက်ကိုငင်းပယ်ရတဲ့အကြောင်းရင်းကတယောက်ဆောင် item မကောင်းလို့ငင်းတာမဟုတ်ပဲကမာလေးကမကြိုက်လို့သဘောမတူလို့ငင်း င်းတာဆိုတဲ့အကြောင်းပြချက်ကြီးကတော့အတော်လေးလွန်လွန်ပါတယ်။ဒါကြောင့်အင်မီဇန်လည်းတိမခနိုင်တော့ပဲပောက်ခွဲထွက်လာပြီးတော့အားလုံးသိအောင်ပြောပြလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းသားရဲ့နာမည်ထိခိုက်သွားမှဆိုတဲ့အတွက်တော့နာမည်၃လုံးနဲ့ထိတ်တန့်မင်းသားလို့ပဲပြောခဲ့ပါတယ်။ သူဘာသူညင်းသွားတယ်ဆိုရင်လည်းသူပဲအလုံးလက်မခံရမှာဖြစ်ပြီးအီမီဆန်ကတော့အခုဆိုရင်ထိတ်တဲမင်းသမီးတစ်လက်ဖြစ်ရုပ်ရှင်ကားတွေများစွာကိုဆက်လက်ရိုက်ကူးနေပါပြီ။မကြခင်မှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေထုတ်လင်းပြတော့မှာဖြစ်ပြီးတော့ဒီနှစ်မှာတော့တေချာပေါအကယ်ဒမီစုကြီးကိုရယူမယ်လို့မင်းသမီးကျော်အီမီဆန်ကပြောလာခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောကောင်မလေးရဲ့မျက်နှာတကပါထင်ပြီးအီမီဆန်ကိုညင်းပယ်သွားခဲ့တယ်။နာမည်သုံးလုံးနဲ့မင်းသားကဘယ်သူများဖြစ်မယ်လို့ထင်ကြပါသလဲရှင်။အစောနေ့ကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။